ဒရမာကားတွေရိုက်တိုင်းရိုက်တိုင်းဆိုပြီးမျက်ရည်အတုမတော်နာကြီးရဲ့သမီးမောင်းတယ်ဆိုပြီးအစ်စ်နဲ့ပဲငိုတယ်ဘယ်နှခါပဲငိုခိုင်းငိုခိုင်းဟယ်လိုမမကူမမလေးခဏခဏငိုပါလို့ရော့သွားတယ်ဆိုရင်နားလိုက်တယ်ခဏလေးအချိန်တစ်ခုပေးပါဆိုခဏနားပြီးဆိုပြီးအဲ့ဟာကိုအစ်စ်နဲ့ပဲပြန်လုပ်တယ်လှမျက်စင်းခတ်ပြီးတော့ငိုလိုက်တာနဲ့ရင်ထဲကလှိုက်ပြီးငိုတာနဲ့ဒီမေးတုံတာတွေကအစမတူတော့ကိုရီးယားရင်နဲ့ရင်ပြီးလုံမှာ ဟိုတကယ်ကြည့်တဲ့သူကဟိုတကယ်ခံစားချက်ဖြစ်မှာပေါ့အမှုပညာမျိုးရိုးရှိတဲ့အပေါ်မှာတော့ဒါတာဝန်တစ်ခုတော့ကြီးတယ်ဆိုပြီးအရင်တော့ကကြတော့ငယ်ရွယ်တဲ့ဆယ်ကျော်သက်ကာလမှာစလုပ်တာဆိုတော့လေမှန်တိုင်းပြောအိတ်ကားတွေပြန်ကြည့်ရခါမှာလေကိုစိတ်တိုင်းမကြရတယ်အများကြီးပဲအဲ့လိုကငါဘာလို့အဲ့လိုမျိုးလုပ်တာလဲလို့ပြန်တွေးမိတဲ့ဟာအများကြီးပဲအာဟိုတဘာမှမကြတာတွေတွေ့တယ်အဲ့လိုမျိုးဆိုလို့ရှင်ဩဒါကိုက ဒုတ်တက်တစ်ခုလည်းကြာလာပြီဖြစ်တာရဲ့ပြီးတော့ပိုပြီးတစ်ချက်ပိုပြီးတော့ဂယုဆိုင်ချင်တဲ့စိတ်ပေါ့နော်အဲ့စိတ်လည်းပိုဖြစ်လာတဲ့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာကိုရိုက်တဲ့ကားတွေမှာကာရိုက်တာနဲ့ထပ်တူလေးကြာချင်တဲ့စိတ်လည်းပိုပြီးတော့ဖြစ်လာတယ်ဒုက္ခရဲ့အများကြီးကြားမှာရှင်းတန်ခဲ့ရတဲ့ဘဝအဲ့အရေကိုပြတ်တွေးတမိတာကြီးရဲ့တမိမောင်းတဲ့ ကိုကိုကိုပြန်ကြည့်တိုင်းအားမရတဲ့အရာတွေလည်းအများကြီးပဲဆိုတော့အခုတော့အားရနေလားဆိုတော့အဲ့လိုမဟုတ်ပါဘူးဒါပေမဲ့ဆိုပြီးအရင်ထက်ဆိုင်ရင်တော့ပို့ပြီးတော့တတိထားတယ်ကိုဘာ character လောရမှာလဲအဲ့ဒါကိုအဝင်ခွင့်ချမဖြစ်မှာပိတ်သက်ကြီးကကတ်နိုင်ဖြစ်နေမှာဆိုပြီးကြောက်တယ်ကိုရဲ့ပင်ကိုဟန်ကိုဖျောက်တယ်ပေါ့နော်အအပြင်မှာစကားပြောတာလေးလို့အแทးမှလေးတယ်ဆိုတော့မဖြစ်ချင်ဘူး က်ဆိုလည်းအတွက်ကိုရအောင်ဆိုပြီးစူးစမ်းတယ်ပေါ့နော်အဲ့လိုလေတော့ဆိုပြီးဟိုပို့ပြီးတော့ငငယ်တုန်းကချက်ငငယ်တုန်းကချက်အခုချိန်မှာပို့ပြီးတော့ဆိုပြီးလေဂယုတကယ်ဂယုတစိုက်ဆိုပြီးလုပ်တယ်အဲ့ဒါတော့ဟုတ်မင်းမညာ လင်းကောင်းထဲမှာအရွယ်လိုက်ဖို့တစ်ခုပဲရှိသေးတယ်။တွေ့ကြုံကများလာတယ်။များလာတဲ့အခါမှာဆိုပြီးတော့နောက်ပိုင်းဇယုတ်တွေမှာပေါ့နော်။နောက်ပိုင်းဇယုတ်တွေမှာဆိုလို့ရှိရင်လည်းနင်းနေနေလောရတဲ့ဟာမျိုးတွေလည်းရှိရဲ့။အဲ့မှာဆိုရင်အဲဆိုဖီးကဆိုဖီးဒရမ်မာကားတွေရိုက်တိုင်းရိုက်တိုင်းကလေးဘွားတွေကတော့ဒီနေ့အချိန်ထိအဲဆိုဖီးအနေနဲ့ရိုက်ခဲ့တဲ့ဒရမ်မာကားတွေအများကြီးရှိရဲ့။ဒရမ်မာကားတွေရိုက်တိုင်းရိုက်တိုင်းဆိုဖီးမျက်ရည်အတုမတော့ဆိုပြီးအစ်စ်နဲ့ပဲငိုတယ်။ဘယ်နှခါပဲငိုခိုင်းငိုခိုင်း။ဟယ်လိုမမကူပမာလဲ။ ခုမှတော့တနေချင်းနေလဲဘာမှမဟုတ်တည်းပြန်ပြန်ခေါ်လိုက်မှလားမကြားလို့ Hello Hello မောင်ဟာဟိုလင်းကားကငိုခိုင်းနေနောက်ဆုံးကွာဟိုစုပ်ပြေးအနေနဲ့ခဏခဏငိုပါလို့ဟိုဟိုရော့သွားတယ်ဆိုရင်နားလိုက်တယ်ခဏနားလိုက်တယ်ခဏနားပြီးခဏနေအချိန်တစ်ခုပေးပါဆိုခဏနားပြီးဆိုပြီးအိတ်ဟောင်းအဆင်နဲ့ပဲပြန်လုပ်တယ်ဘာဖြစ်လို့လဲဆိုတော့ဟို အစ်စ်နဲ့အတူကဘယ်လိုပြောမလဲကိုကိုကိုတည်ဘယ်လိုပြောမလဲเนาะညာလို့မရဘူးပြိတက်ကတော့တိချင်မှတိမှာဒါပေမဲ့ကိုကိုကိုတိတယ်ကိုကိုကိုမရောက်ဘူးဆိုတာတိတယ်ကိုတကယ်ငိုနေရလားကိုတကယ်ယင်ထဲကငိုနေရလားကိုတကယ်ဟန်လုတ်ပြီးငိုနေရလားဆိုတာတိတယ်အဲ့တော့ဆိုပြီးကတော့အဲ့လိုဒရမာခန်းနေဆိုရင်တော့အတက်နိုင်ဆုံးဆိုပြီးအကောင်းဆုံးတော့မူပေါ့เนาะမူကိုရောက်ခေါ်တယ်ပေါ့เนาะဟိုမူဝင်အောင်စူးစမ်းတယ် အဲအဲ့လိုအစစ်နဲ့တော့ဆိုပြီးငိုပြစ်ငိုအစစ်နဲ့ပဲငိုပြစ်ပါတယ်ဟုတ်ဟုတ်တယ်ဒီမျက်နှာ expression ဘိုင်းနေရကြတော့လေဟိုဘယ်လိုပြောမလဲမျက်စင်းခတ်ပြီးတော့ငိုလိုက်တာနဲ့ရင်ထဲကလှိုက်ပြီးငိုတာနဲ့ဒီမေးတုံတာတွေကအစမတူတော့အဲ့အဲ့လိုဟိုပေါ့မတူတော့ဘူးပေါ့နော်မျက်နှာကြည့်တစ်ခုလုံးကတရုပ်ဆောင်သွားတာ哦ဆိုတော့မျက်ရည်သာကျပေမဲ့တခြားအစိတ်ပိုင်းတွေကဟိုမလိုက်လာဘူးလေ ဲ့တော့မျက်ရည်ကတော့မျက်စင်းထဲလိုက်လို့လွယ်တယ်။ဒါပေမဲ့လည်းတခြားသောအစိတ်ပိုင်းတွေနှာခမ်းဆိုနှာခမ်းအဲ့လိုမျိုးပေါ့နော်ဖြစ်လာဖို့ကြတော့တကယ်ငိုမရတာလေ။ဒါမှလည်းကုတ်ကားကိုကြည့်တဲ့သူကဘယ်လိုပြောရမလဲတကယ်ခံစားရမှာပေါ့။ကိုရီးယားရင်နဲ့ရင်ပြီးလုံးမှဟိုတကယ်ကြည့်တဲ့သူကဟိုတကယ်ခံစားချက်ဖြစ်မှာပေါ့။ဝိဇာယမလာမာယီလာ ပြောပါတယ်ဒါပေမဲ့လည်းကို့ကိုဘာချီးကျူးတယ်ဆိုတော့အဲ့လိုမျိုးကြီးတော့လည်းမပြောချင်ဘူးချီးကျူးပါတယ်ဟုတ်ဟုတ်ရှိရပေါ့ရှိရပေါ့ဆိုပြီးတော့တရုတ်စာဆက်လောက်ခါဆိုစိတ်ပို့ပြီးတော့လေတက်ရှင်များခဲ့တာရှိတယ်ဘာလို့လဲဆိုတော့မာကြီးတို့ရဲ့ညီမမာကြီးတို့ရဲ့ညီမဆိုပြီးခေါ်ခေါ်ရိုက်ကြတာမျိုးကြီးလည်းရှိတာ哦ဆိုတော့အခါကျတော့ဟိုဘယ်လိုပြောမလဲညနာပြက်ရအောင်လည်းမဖြစ်ချင်ဘူးပေါ့နော်ဟဲ့ तू อ่ะ သူကြတော့ဘယ်လိုမျိုးအဲ့လိုမျိုးမဖြစ်ချင်ဘူးပေါ့နော်အဲ့အတွက်လည်းဆိုပြီးတော့တက်နိုင်တက်နိုင်သလားစူးစမ်းခဲ့ရပေါ့နော်စူးစမ်းခဲ့ရရလည်းရှိရဆိုတော့အမှုပညာမျိုးရိုးရှိတဲ့အပေါ်မှာတော့ဒါတာဝန်တစ်ခုတော့ကြီးတယ်ဟုတ်မောင်ကြီးကလည်းသူကကေတိုးတမဟုတ်ကောင်းကောင်းတော့ဟုတ်ဟုတ်တယ်ဟုတ်အဲ့တော့မိုင်းစိတ်တက်တာကိုကိုလိုရှိမောင်ကြီးကဘာပြောလဲဆိုတော့ပြောတာတခုတော့ရှိရဲ့အဲညီမတွေတဲ့ရုပ်တူရင်တူပါစေတဲ့ item တူစေနဲ့တဲ့အဲ့ဒါတခုကတော့ဆိုပြီးတော့ဒီအနုပညာအလုပ်ဆက်လုပ်တဲ့အချိန် မှာပြောတယ်။မာကြီးတို့တွေညီမဖြစ်တဲ့ကြောင့်မလို့ယောက်ကတော့ခက်ဆင်ဆင်ရှိစင်လည်းရှိမယ်ပေါ့နော်။ဟို ဟိုဒါမိုင်းပြောတဲ့အတိုင်းပြောပြတာပေါ့နော်ရုပ်တူရင်တူစီ item မတူစီနဲ့ပေါ့ကိုဟာနဲ့ကိုကိုပုံစံနဲ့ကိုသွားပါဆိုပြီးတော့ပြောပြတယ်ဟုတ်အဲဒီစာအုပ်ကြီးရဲ့စီရင်ချက်ကတော့ဒီ for you application ကနေပြီးတော့ဒါပြသသွားမှာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာလည်းဆိုပြီးတော့ဟိုအတက်နိုင်ဆုံးပေါ့နော်အကောင်းဆုံးဖြစ်အောင်ဆိုပြီးစ조사ထားတယ်အဲ့တော့ဒီကားလေးကိုလည်းကြည့်ကြည့်ပါလို့ဆိုပြီးတော့ပြောချင်တယ်ကားလေးကရသတစ်ခုတေချာပေါ့ရမှာပါပြိတ္တကြိုက်မယ်လို့လည်းဆိုပြီးမျှော်လင့်ပါတယ်အာနောက်ပြီးတော့ဒီ for you application က နေပြီးတော့ပေါ့နော် for you application ကနေပဲကြည့်ဖို့အတွက်ကိုလည်းဆိုပြရမြတ်တရခန့်ချင်ပါတယ်ဒီဇက်ကားမှာပါဝင်တဲ့အနုပညာရှင်တယောက်အနေနဲ့ပေါ့နော်ဒါမှလည်း production တွေကလည်းပို့ပြီးတော့ဟလာပရိသတ်ကအစ်စ်မှန်အားပေးတဲ့ခါကျတော့ production တွေကလည်းပို့ပြီးတော့လုံနိုင်တာပေါ့နော်လုံနိုင်တဲ့ခါကျတော့ပို့ပြီးတော့ဒါအနုပညာလောကဆိုလို့ရှင်လည်းပို့ပြီးတော့အဆင်ပြေနိုင်တာပေါ့ဟုတ်ကဲ့